အားလုံးပဲမင်္ဂလာပါ HS blog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်အာ Singapore Pia နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing section တွေတခုလုပ်ပေးခြင်းနေပေါ့เนาะဆိုတော့ဒီ sharing section တွေอ่ะဆိုရင်ကျွန်တော်ဒီနေ့ဒီနှစ် မိနစ်ကပေါ့နော်မိနစ်ကနဲ့ရှစ်မိနစ်ကမှကျွန်တော် apply လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အတွေ့အကြုံတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာ sharing လုပ်ပေးကြ sharing လုပ်ပေးမှာဖြစ်တဲ့တကြောင်မို့လို့အားလုံးပဲဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးလိုက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးအစမှာကျွန်တော်အခုလောလောလတ်လတ်ပေါ့နော်ဒီ ဒီလျှောက်မဲ့ကဏ္ဍတွေမပြောခင်မှာမလျှောက်ခင်မှာကိုယ့်ရဲ့ဒီ eligibility ပေါ့နော်ဘယ် category တိုက်တယ်မှာကိုယ်ပါလဲဆိုတော့ဆိုတော့ဘလို့လျှောက်ရဘလို့ဘလို့ requirement တွေရှိလဲဆိုတာကိုကျွန်တော်ပြောပြပြမှာပြတော့မှာဖြစ်ပါတယ်ဆိုတော့နံပါတ်1အနေနဲ့ကသူဟို professional တွေဖြစ်တဲ့ဒီကျွန်တော်တို့ employment MN pass holder and as pass holder ပေါ့နော်ဆိုတော့အဲ့နှစ်ခုကနံပါတ်1အာကျွန်တော်လူတွေအများဆုံး ကင်ကြတဲ့ဒီ visa ပေါ့เนาะဆိုတော့ပြီးတော့ number 2အနေနဲ့ဆိုလို့ရှိလို့ရှိရင်ကြာတော့သူကအာအာ family tie ပေါ့เนาะ family tie ဆိုတာကြာတော့ကိုယ့်ရဲ့ဒီမိသားစုတွေထဲမှာပဲဖြစ်ဖြစ်အာကိုအားဖြစ်ဖြစ်ကွာတဲ့ရောက်ကိုဒီ local တဲ့ရောက်ကို Singaporean တော့၎င်းတခြားတခြားတော့ဒီဒီဒီကိုယ့်ရဲ့မိဘတွေက citizen ဖြစ်နေတော့၎င်းပေါ့နော်ဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးတော့လဲရှောက်လို့ရတယ်တော် family type category အောက်မှာကျုံးဝင်တယ်ပြီးတော့နံပါတ်3တစ်ချက်ကအာကြာတော့ဒီ investor ပေါ့နော် investor visa ရှိမယ်ဆိုတော့အခုနောက်ပိုင်းဆိုလို့ရှိရင်သူက EP မှာမှမှာသူကအမျိုးအစားရထက်ကွဲတယ်ဒါကျွန်တော်နိုင်ငံတော်တော်ကျွန်တော်စိတ်တင်အဲတချို့တချို့တော့လူရကြမယ်လို့တော့မထင်သေးဘူးနော်ဆိုတော့ဒါဒါရဒီအနောက်ပိုင်းကျွန်တော် foreign ဒီ western people တွေအတွက်ကိုရည်ရွယ်ပြီးတော့ fly high flyer ပေါ့နော်သူတို့လားဆိုင်အရင်ကောင်းတယ် တိန်းနဲ့ချီပြီးရတယ်ဆိုရင်ကျွန်တော်တို့အတွက်ကိုတည်တဲ့9နှစ်ဗီဇာကိုတတ်တက်ပေးတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူတွေကတော့အဲဒီထဲမှာအကျုံးဝင်တယ်အမ်ပြီးတော့ဒီတို့တတ်မှတ်ထားတာက Foreign Artistic Talent Scheme လို့ခေါ်ရဲဒီ ဒီ artist တွေမှာမှာပါဆိုလို့ခုနပြောလို့ဒီကျွမ်းကျင်မှုဆိုင်ရာ level တခုပေါ့နော်အရင်အောင်မြင်ကြော်ကြားတဲ့လူတွေအတွက်ကိုသူကဒါကဒါကရှင်းရှင်းပြောရတာကျွန်တော်နဲ့လာလာယူဘာမှမဆိုင်ဘူးပေါ့နော်ဆိုတော့အခုအဓိကကျွန်တော် key point အနေနဲ့ highlight ထားပြီးပြပြပြီးတော့မှာဒီမှာမြန်မာလူမျိုးအများဆုံးရကြတယ် employment နဲ့ aspas နဲ့ပေါ့ပြီးတော့နောက်တော့ဒီဒီဘယ်လိုခေါ်မလဲ family tie ထဲမှာပါတယ်အာ family tie scheme နဲ့ပေါ့နော်အဲအဲအဲသုံးခုအတွက်ကိုရည်ရွယ်ပြီးတော့ပြောချင်တာပေါ့နော် ဒီစင်ကာပူပြည်အောင်ရှောက်တော့မယ်ဆိုရင်တင်းနေနဲ့ဘာလိုအပ်လဲဆိုတာတင်တီးဖို့လိုတယ်ဆိုတော့အဲ့လိုအပ်ချက်ဒီပုံမှာကျွန်တော်အဓိကဒီ list ထားပြီးတော့ကျွန်တော်ပြပြထားမယ်နံပါတ်1အနေနဲ့ကတော့ employment history employment history ကကြတော့အာဒီစင်ကာပူမှာရှိရဲ့ဒီအလုပ်လုပ်နေတဲ့လူတွေရဲ့အာခုနပြောတဲ့ဒီမှာဘယ်နှစ်နေခဲ့လဲသူတို့တတ်မှတ်ထားတာတော့အနည်းဆုံး 3နှစ်ရှိမှစရှောက်လို့ရပါမယ်ဆိုတော့ဒီဒီနိုင်ငံမှာ3နှစ်ရှိတာပြီဆိုလို့ရှိရင်သူကအခုနေဆောင်ထားတယ်ဘာတွေရှိလဲပေါ့เนาะအဲ့ဒီပုံမှာမူတည်ပြောသွားမယ်ပြီးတော့နံပါတ်1အနေနဲ့ကတော့တင်ရ education background မှာ education background ကကြာတော့ဥပမာအာကျွန်တော်မြန်မာနိုင်ငံမှာဘွေးရခဲ့တယ်တော့မှလိုက်တချို့ကြတော့ဒီမှာကျောင်းဆက်တက်တာတွေလည်းရှိရယ်ဆိုတော့ဥမာဟိုဟို ုံတန်ကြောင်းလောက်ကတော့ဟိုပိုလီတို့ BCA တို့ကကြတော့ကျွန်တော်အရင်ဒါ normal grade တွေမှာပါသွားပြီလွန်ခဲ့တဲ့ကျွန်တော်တို့ဘိုး A လက်ထက်ကပါတော့လွန်ခဲ့နှစ်20လောက်တုန်းကကြတော့ကျွန်တော်ပိုလီကြောင်းစင်းတွေတန်းပေးတာတို့ BCA ကြောင်းစင်းတွေပြီးတာတန်းပေးတာအဲ့အရာခစ်တွေကုန်သွားပြီဆိုတော့ဒီဘက်ခစ်ရောက်လာတဲ့အချိန်မှာကျတော့ဒီတဖြည်းဖြည်းနဲ့တို့ရဲ့ requirement တွေကအာ tighten up လောက်လာတယ်ပေါ့နော်တွေ့ရနေကြက်လာတယ်ကြက်လာတော့အခုနောက်ဆိုလို့ရှိလို့ရှိရင်တော့ဥမာ like အာ ဒီလောက်ကြောင်းစင်းမဟုတ်တော့ဘင်းနဲ့ဥမာ NDU NUS ပေါ့နော်ဆိုတော့တကယ်ဒီကိုစကောလာတွေနဲ့တွားခဲ့တယ်လောက်ခဲ့တယ်ကြောင်း scholarship တွေကိုရခဲ့တယ်ဒီနိုင်ငံမှာအရင်အသုံးဝင်တဲ့လူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကြတော့ကိုယ့်ရဲ့ portfolio အရင် strong ဖြစ်တယ်ပေါ့နော်ဆိုတော့ဆိုတော့အဲ့ဒါကနံပါတ်1ချက်ကိုယ့်ရဲ့ education background မှာဆိုတော့နံပါတ်3ချက်ကတော့အာဒီနိုင်ငံမှာနေခဲ့တဲ့သူ့ရဲ့ဒီနှစ်ပမာဏပေါ့နော်ဆိုတော့အများလေးကောင်းနေပေါ့နော်ဥပမာ like for example နှစ်နှစ်လောက်နေခဲ့တဲ့လူနဲ့သုံးနှစ်လောက်နေခဲ့တဲ့လူနဲ့မတူဘူးပေါ့နော်မဆယ်တချို့ဆယ်နေတယ်မဲ့ဟိုဒီကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒီဟိုဘလို့ခေါ်မလဲ100%အမခံပြီးမရနိုင်ဘူးဘလူးဘလူးနဲ့ပဲဆက်ရှောက်กว่า100%တော့တို့တို့တို့အနေနဲ့ရှောက်ပြီးနိုင်တဲ့ requirement criteria တခုပဲချပြီးနိုင်တယ်တိုးတော့အမခံချက်ရှိလားဆိုဘလူးမှမရှိပါဘူးဘာလို့ဆိုတော့ဒီ Singapore ရဲ့ ICA decision ကိုကတို့ကဘတော်မှာ တိကျပြက်တာတဲ့ဟာတခုကိုခြတာပြီးခြင်းမျိုးမရှိပဲနဲ့မင်းဒါရိုက်တာတွေရှိရဲဆိုလျှောက်လို့ရပြီဒါပဲဒါရိုက်တာရှိလို့ရမယ်ဆိုတဲ့ဟာယူတို့လည်းအာမမခံဘူး So okay ကျွန်တော်ဒီခုနကပြောတဲ့ဒီ scale တွေလည်းပြောပြီးပြီးအာအာဒီရှာမယ် pass အမျိုးစားလေးကျွန်တော်ပြောပြီးပြီးဆိုတော့နောက်တစ်ခုကျွန်တော်ပြောပြချင်တာကတော့ဒီကျွန်တော်တို့ရှောက်မယ်အာလူတွေရဲ portfolio ကောင်းဆုံးဖြစ်အောင်ဘယ်လိုပြင်ဆင်မလဲဆိုတာလေးကိုကျွန်တော်အဓိကထည့်ပြောနေတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ portfolio နဲ့ပတ်သက်ပြီးကျွန်တော်တို့ integration လုပ်မယ်ပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့ဒီ chain po ဆိုရကဆိုလို့ရှိရင်သူအဓိကတော့သူ့နိုင်ငံဘယ်လောက်ပေးဆက်လဲဆိုတာကိုသူကကြည့်ရပေါ့နော်ဆိုတော့ဒီမှာနေခဲ့တာဟိုမှာနေခဲ့ရုံနဲ့မရဘူးပေါ့နော်ဆိုတော့အားငါကတော့ space နဲ့ပနေနေ10နှစ်နေခဲ့အာ taxi ဆောင်းထားတယ်လျှောက်လို့ရပြီအဲ့လိုမဟုတ်ဘူး ဆိုတော့အော်ဒီနိုင်ငံမှာကိုကဘယ်နှစ်နှစ်နေခဲ့လဲဆိုတာထပ်ဆိုင်ဒီနိုင်ငံဘလော့ကျူပြုလဲဆိုတော့သူက first priority အနေနဲ့ကြည့်ရပေါ့နော်ဆိုတော့ဥပမာ for example hack is squad hack is setter လာမဟုတ်ဘူး hack is setter မဟုတ်တော့ကိုယ့်ရဲ့ list က maybe maybe second priority third priority list တွေကိုတွားမယ်ပေါ့နော်ဆိုတော့ အဲ့ second priority third priority list တွေဝင်နေပြီဆိုလို့ရှင်ကိုယ့်ရဲ့ portfolio ဘယ်လို raise ဖြစ်အောင်လုပ်မယ်ဥမာလိုက်တခြားလူတွေထပ်ဆိုင်လို့ရှိရယ်ကိုယ့်ရဲ့ဟာကိုဘယ်လိုမြှင့်တင်မလဲဆိုတာကြတော့ခုနပြောတဲ့ဒီခုနပြောတဲ့ volunteer စကားပြောလိုက်ပါเนาะဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒီ volunteer တွေကျွန်တော်အရင်တော့ရှောက်လုပ်ခဲ့တယ်ပေါ့เนาะဆိုတော့ရှောက်လုပ်တဲ့ဆီမှာကျွန်တော်အများဆုံးတွေ့ရတာမြန်မာရောကျွန်တော်တိတ်မတွေ့ပေါ့เนาะဆိုတော့အများတော်ပြည့်ဒီ Filipino တွေအတူတူပြည့် India ပေါ့เนาะ India တွေကဘာလို့လဲတော့မသိဘူး ဒါပေမဲ့တော်တော်လေးဒီဒီနိုင်ငံရဲ့ဟိုဘယ်လိုခေါ်မလဲလိုအပ်ချက်ကိုတော်တည်ရခါကျတော့ဒီအာအာ volunteer sector မှာတို့တော်တော်တို့တော်တော်များများတွေ့ရတယ် charity organization တွေကတော့အများကြီးရှိရဲ့တို့ဒီဒီဒီ Singapore Red Cross တခုတည်းမဟုတ်ပဲနဲ့ဥမာအစားတောက်တွေဝေးအာ senior တွေအစားတောက်တွေဝေးတာတို့အာတန့်ရှင်းရေလောက်တာတို့ စီနီယာကျန်းမာရေးအတွက်လိုက်ပြီးတော့ပြုစုပေးတာတော့အဲ့ဒါအများကြီးရှိရပါတော့ဆိုတော့အဲ့ပေါ်မှာကွာရွေးချယ်ပြီးတော့ကိုဝါသနာပါတဲ့ဟာလေးတွေကို volunteer အနေနဲ့အလုပ်လုပ်ရပါတယ်ဆိုတော့ပြီးတော့နံပါတ်1ကတော့ fundraising ပေါ့နော် fundraising ကတော့ပြောရမယ်ဆိုရင်အလွယ်ပါတယ်ဆိုတော့ fundraising ကတော့ကျွန်တော်တို့အာအာဒီလှူထားတဲ့ ဒီဒီ organization ကြီးကြီးမားမားဒီမှာတွားလှူလာတယ်ဆိုလို့ရှိရင်တို့အနေနဲ့ဒီ receipt တွေရှိရပါတော့ပြည်စာလေးပြီးတယ်အဲ့ပြည်စာလေးပုံမှန်လေးကိုကတချို့ဟာလေးတွေကတော့ tax detail လုံးလို့ရတယ်တချို့ဟာလေးတွေကကြတော့ tax detail လုံးလို့မရအောင်အဲ့ဒါတော့ကိုယ့်ရဲ့ဟိုမှာမူတည်ရဲကျွန်တော်အဲ့ဒီဟာလေးကိုလည်းကျွန်တော်လုခဲ့တဲ့ဟာလေးကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link ရေးချတာပေးမယ်။အာ document အနေနဲ့ဆိုပါလို့လဲဆိုတော့ဒီ Philip passport ပေါ့နော် Philip passport ရှိရမယ်ပြီးရင်ကျွန်တော်အမေရလျှောက်ပြီးတော့ expert employment pass ရှိရမယ်ပြီးရင်ဒီခုနပြောတဲ့မကြတဲ့ခင်ရရိုက်ထားတဲ့ဒီတက်ပုံလေးပေါ့နော် photo size အာအာ passport photo size passport photo ရှိရမယ်ပြီးရင် birth birth certificate ပေါ့နော် birth certificate ရှိရမယ်ပြန်ကျွန်တော်တို့ဟာ birth certificate ဆိုလို့ရှိလို့ရှိရင်ကျွန်တော် notary ပြန်လာတဲ့ birth certificate ပေါ့เนาะဆိုတော့ပြီးရင်ကျွန်တော် marriage certificate marriage certificate ကိုမှ Singapore တချို့ကျတော့ Singapore RM မှာအာမင်္ဂလာဆောင်တာရှိရတချို့ကျတော့လည်းဒီမြန်မာပြည်မှာပြန်ဆောင်တာလည်းရှိရပါတော့ဆိုတော့အဲ့ဒါအဲ့ဒါကြီးရှိရမယ် highest education level ပေါ့နော်ဆိုတော့ highest education level မှာဆိုရင်ကိုက blog degree တည်းရတာလည်း master ဆိုလည်း master ပေါ့နော်ဆိုတော့ အဲ့ဒီရရှိဖို့လိုအပ်တယ်ပြီးရင်ကျွန်တော်တို့ခုနကကျွန်တော်ပြောတဲ့အချင်းချင်းပြောမယ်ဆိုလို့ရှိရင်တော့ employment letter အဲပြီးရင်ခုနကကျွန်တော်ပြောခဲ့တဲ့ volunteer ဘောနော volunteer letter volunteer အဖွဲ့စီတူကထောက်ခံထောက်ခံတာပေးပေးတာလို့ရှိရင်အဲ့ထည့်မယ်ပြီးရင်ကျွန်တော် pay slip pay slip ဆိုလို့ရှိရင်6လစာရှိရမယ်ပြီး income tax ပေါ့နော် notice of assessment NOA ရလဲကျွန်တော်တို့3နှစ်စာပေါ့နော်ဆိုတော့ minimum 3နှစ်စာရှိရမယ် နာကျွန်တော်ပြောခဲ့တဲ့ required requirement document အနေအကုန်လုံးကသူက jpeg တို့မဟုတ် pdf format ဖြစ်ရမယ်ဒီ through ဒီ campus ရဲ့ဒီဒီ ICA website မှာကျွန်တော် show ဖို့အတွက်ကသူ့ရဲ့ required document တွေအကုန်လုံးကအာ jpeg တို့မဟုတ် pdf ဖြစ်ရပါမယ် processing processing period အနေနဲ့ကတော့အာလေးလကနေပြီးတော့ format to format ပေါ့နော်ဆိုတော့ အာ processing တိုင်းကြာလေကိုအတွက် chances ကပိုကောင်းလေပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ requirement လေးကိုပြောပြပြီးရဲ့အချိန်မှာတော့ကျွန်တော်ဒီ video လေးကိုဒီလောက်နေမယ်ရနာပါမယ်နှိချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အဲဒီကျွန်တော်ဒီ pass as pass နဲ့ဒီအာ အာ family tie ပေါ့နော်ဆိုတော့ဒီ long term visit pass တွေကိုအဓိကထားပြီးတော့အဓိကယူရပြီးပြောတဲ့ video လေးဖြစ်ပါတယ်ဆိုတော့အာတင်းနေနဲ့ဒီ any question လေးရှိရဆိုလို့ရှိရင်ကျွန်တော်ကိုအာကျွန်တော် comment section လေးမှာလာပြီးတော့ရေးပေးလို့ရပါတယ်ဆိုတော့ကျွန်တော်လိုအပ်ကျွန်တော်သိရတာလေးကိုလည်းနောက်မှနောက်နောက်မှ share ပေးတော့မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အာဒီ shop ပုံ shop နေအစင်းစင်းကိုလည်းကျွန်တော်အာ video လေးလုပ်ပေးဖို့ရှိပါတယ်ဆိုတော့အလုံးပဲဒီ video လေးကိုစောင့်မျှော် issue အပီးလိမ့်မယ်လို့မျှော်လင့်ရင်အဲကျွန်တော်နောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြပါဘောเนาะ D D ကျွန်တော်ဒီအာဒီဗီဒီယိုလေးอ่ะဆို